ဘူးနူဤကောင်းမှုကြောင့်ဘိုလ်လေးဘဝမှာကာနယ်အဆင့်သွင်းရောက်သည်ကာနယ်အဆင့်မှာကာကွယ်ရေးဦးစီးချုပ်ဘိုးချုပ်ကြီးဖြစ်လာသည်သို့သောဘိုးချုပ်ကြီးနေဝင်သည်အလိုရမတ်ကြောင့်မိမိနယ်ထိုက်တန်သည်မထိုက်တန်သည်ဟုမစင်းစားပေတမတော်ကြောထောင်နောက်ခံရှိပါကလှုပ်ချင်တာလှုပ်လို့ရသည်ဟုယူဆခဲ့သည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ကာကွယ်ရေးဦးစီးချုပ်စမစ်ဒွန်းဒီကွန်မြူနစ်များနဲ့တက်မတော်မှဒေါ်ကိုတရင်များကိုတိုက်ခိုက်နေနေရာတွင်စနစ်တကျလေ့ကျင့်မှုမရှိသေးသောအရန်တရင်များဖြစ်သည့်စစ်ဝင်နှန်းတက်ကိုအုံပြုခဲ့ရာအမြောင်များကြာဆုံးခဲ့ရသောကြောင့်ဦးနုနစ်ကာနယ်နေဝင်းတို့သည်စစ်ဦးစီးချုပ်ဘိုးချုပ်ကြီးစမစ်ဒွန်းကိုအညှို့ထားခဲ့ကြသည်အမှန်တော့ဦးနုနစ်ကာနယ်နေဝင်းပူပေါင်းပြီးဖွဲ့ထားသောစစ်ဝင်နှန်းတပ်ဖွဲ့သည် အရေးအတွက်များသလောက်အရေးရှင်နှိမ့်ကြလွန်းသောတက်ဖြစ်သည်ခရင်တရင်သုံးခုနှင့်တရင်တစ်ကိုဦးစီးသောဘိုးချုပ်မင်းမောင်သည် ပြင်မနာတွင်ကွန်မြူနစ်များကိုတိုက်ခိုက်နေသည် BNU ခေါင်းဆောင်စောပါဦးကြီးကငါတို့ခရင်တော်လှန်ရေးစာပြီးအကူအညီပေးကြပါဟုအကူအညီတောင်းသောအခါတောင်ငူမြို့ကိုဝင်သိမ်းပြီးအခိုင်အမာပြုလိုက်သည် အနီးရှိညောင်လေးပင်ကိုထက်၍သိမ်းသည်ခရင်တရင်နှင့်သည်ပြည်မြို့တွင်ရှိနေသည်စောပါဦးကြီးကခရင်တော်လှန်ရေးကိုအကူအညီပေးရန်တောင်းဆိုသောအခါ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးစမစ်ဒွန်း၏အမိန့်ကိုနာခံရမည်လားဘီရင်လူထုခေါင်းဆောင်စောဘာဦးကြီး၏အမိန့်ကိုနာခံရမည်လားတိုးဝေနေစဉ်မမတက်မတော်တရင်များကဝိုင်းထားပြီးလက်နက်ဖြုတ်သိမ်းရာတပ်ဖွဲ့အနေငယ်သာလက်နက်နှင့်တကွအင်းစိန်ကိုရောက်လာကြပြီးအများစုလက်နက်သိမ်းခြင်းခံခဲ့ရသည်ဘီရင်တရင်သုံး၏အဖွဲ့အချို့သည်မေမြို့တွင်ရှိနေပြီးကြံတက်များမှမန္တလေးတွင်အဖမ်းခံရသည်တောင်ငူမြို့ကိုဗမာတပ်မတော်တရင်လေးဖြင့်အကြိမ်ကြိမ်တိုက်ခိုက်သည် သို့သောတရင်လေးမှာတမှုကာနယ်နေဝင်းသည်ဇွမ်းရည်အလွန်ညံဖျင်းသောကြောင့်ဘာမာရိုင်ဖယ်တရင်လေးသည်ဇွမ်းရည်ညံဖျင်းရာကရင်တရင်တစ်ကိုမရှင်နိုင်ပြီလုံးဝအေးနိုင်ကြီးမတိုက်ရဲတော့ပေထိုကာကာနယ်နေဝင်းသည်ဘာမာရိုင်ဖယ်တရင်လေးမှာအေးနိုင်ငယ်ရသောကရင်တရင်တစ်ကိုကချင်တရင်တစ်မှကချင်ဘူနော်ဆိုင်ဤတပ်ဖြင့်တိုက်ခိုက်ရန်ဆုံးဖြတ်ပြီးယင်းမနာတွင်ဘာကဘာတို့ကိုတိုက်ခိုက်နေသောကချင်ဘူနော်ဆိုင်အားတောင်ကူမြို့တွင်တပ်ဆွဲထားသော ကရင်တရင်တစ်ကိုတိုက်ထုံရန်အမိန်ပေးလိုက်သည်ကချင်ဘုံတော်ဆိုင်သည့်ဗိုလ်ချုပ်ကြီးနေဝင်း၏အမိန်ကိုနားခံပြီးကွန်မြူနစ်တို့အားတိုက်ခိုက်မှုကိုရပ်ဆိုင်းလိုက်သည်သို့သောတော့ဆိုင်သည့်ကရင်တပ်ကိုမတိုက်လိုပေအဘဲကြောင့်သို့သောဂျပန်ဒေါ်လာ၏ကာလတွင်ဗမာတပ်မတော်မှဒေါ်လာနေသောအချိန်ကာလသည်ရပ်ပိုင်းလာပိုင်းများသာကြာသည်ကချင်နှင့်ကရင်လဲပြီးတပ်များသာဂျပန်ကိုတိုက်ထုတ်ခဲ့သည်1942ခုနှစ်မှာ1945အထိ၃နှစ်တိုင်တိုင်ဗမာပြည်မြောက်ဖြားပိုင်းတွင် အသံဆွပြီးတိုက်ခိုက်ခဲ့ကြရသောကရင်စစ်သားများအပေါ်တွင်တန်ရောစဉ်ကြီးမာလာသည်။နောက်တစ်ချက်ကကချင်နှင့်ကရင်တို့သည်လူနည်းစုတိုင်းရင်းသားတောင်ပေါ်သားများဖြစ်ကြသည်။မမာများနှင့်အနေဝေးသောကြောင့်သွေးအေးသည်။ကရင်တို့ကိုမတိုက်ခိုက်လိုသောကြောင့်ကရင်တရင်နှင့်လာရောက်ပူးပေါင်းလိုက်သည်။နော်ဆိုင်ကယခုအချိန်မှာရန်ကုန်ကိုဝင်သိမ်းဖို့လွယ်သည်။ရန်ကုန်မြို့ကိုသိမ်းပိုက်ပြီးပါကငါတို့တိုင်းရင်းသားတွေအလိုရှိတဲ့ဖယ်ရယ်ပြည်တော်စုကိုရပြီးဟုဆိုသည်။ ဘယင်တို့ကပလောလူသက်ပွဲအလုံးနှစ်သမိုင်းလူသက်ပွဲများကိုကြည်ပြီးမိမိတို့ကရင်တရင်သုံးကိုမကယ်ပါကအားလုံးလက်စားချေတက်ဖြတ်ခြင်းခံရပေမည်ဟုဆိုရာအများဆန္ဒအရာမန္တလေးကိုသိမ်းရန်ဆုံးဖြတ်ခဲ့ကြသည်မမပြည်ရင်းစင်မီပြင်းထန်စွာတောက်လောင်နေချိန်တွင်1949ခုနှစ်အောက်တိုဘာလတရက်နေ့တွင် မော်စီဒုံးကကျင်းညာသည်ယခုအခါတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကယာနုံပြင်းနီးပါထိန်းချုပ်နိုင်ခဲ့လေပြီး ရန်ကေရှိတ်ခြေကုပ်ယူထားသောဂူမင်းမျိုးသည်လည်းသိမ့်ပိုက်လိုက်ပြီဖြစ်ပါသည်။သေရှုံးသွားသောဂူမင်းနန်တပ်များသည်ယူနန်ပြည်ကိုလွတ်ပြီးမမနိုင်ငံ내ပြေးဝင်သွားကြပြီဟုကြေညာလေသည်။မမတပ်မတော်ကလိုက်ပြီးဖမ်းဆီးရာ GMD တပ်သား200မျှသာဖမ်းဆီးမိလေသည်။ GMD အမှတ်26တပ်မှအမှတ်63တပ်၏ကွန်မန်ဒါချန်ဝိချန်ဦးစီးသောတပ်သား1000လောက်သည်မမပြည်ထဲတွင်ခြေကုပ်ယူထားကြသည်။ အမှတ်26တပ်မှတမှုသည်ပြင်သစ်နိုင်ငံတွင်ပညာသင်ခဲ့သောပညာတတ်ဖြစ်သည်သူသည်ရှမ်းပြည်၏အရှိတောင်းတောင်မဲခေါင်မှမောင်ပုံးအထိဒေသကိုခြေကုပ်ယူထားခဲ့သည်ဤနောက်ရေဒီယိုတန်လင့်ဌာနတစ်ခုတိစောက်ပြီးတိုင်းပင်နှင့်ဆက်သွယ်ခဲ့သည်သူကိုအင်အား9000ရအောင်ဖြည့်ပေးပါဒနခဲရန်အပြည့်စုံထောက်ပံ့ပေးပါကလာအိုနိုင်ငံဘက်ထွက်ပြေးသွားသူများကိုပြန်ခေါ်ပြီးအင်အားစုပြီးယူနန်ပြည်နယ်ကိုကွန်မြူနစ်လက်များထဲမှရအောင်ပြန်သိမ်းပြန်မည်ဟုကတိပေးရာ ရန်ကေရှိတ်သည်အာကိုကြီးစွာဖြင့်လိုသမျှထောက်ပံ့ခဲ့လေသည်1950ခုနှစ်ဇွန်လတွင်ဂူမင်နန်တမှုနှုတ်ဦးဖြစ်ကြသောချန်နှင့်ဒိုင်တို့သည်ထိုင်ဝမ်မှထောက်ပံ့သောလက်နက်ခဲယံအပြည့်စုံရရှိပြီးစစ်သည်အင်အား9000ရှိလာပြီဖြစ်သောကြောင့်မမတပ်မတော်မှဖမ်းထားသောဂူမင်နန်တပ်သား200ကိုအ мян ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုကြသည်ထို့သောကျိုင်းနုံဒေသကွန်မန်ဒါကတရုတ်ဖြူတပ်များအေးအေးချမ်းချမ်းထွက်သွားကြပါဟုတောင်းဆိုလိုက်သည် ထိုအခါ KMD တပ်များသည်တာချီလိမ့်မျိုးကိုသိမ်းပိုက်လိုက်ကြသည်တာချီလိမ့်မျိုးသည်ယိုရီယန်မြန်မာနေဆက်မျိုးဖြစ်သည်တာချီလိမ့်ကိုသိမ်းပြီးချင်းမိုင်နှင့်ဂျိုင်းနုံဆက်သွယ်ထားသောမော်တော်ကားလမ်းကိုလည်းအဆက်အသွယ်ဖြတ်တောက်ခဲ့ကြသည်မမတမတော်မှကြီးမားသောစစ်အင်အားအသုံးပြုပြီးတာချီလိမ့်မျိုးကို KMD တို့လက်မှပြန်သိမ်းခဲ့သည်ထိုအခါ KMD တို့သည်ဒုတိယကမ္ဘာစစ်အတွင်း Force 136အသုံးပြုခဲ့သောဒေရင်ငွင့်ရှိသည်မိုင်းဆက်မျိုးကိုသိမ်းပြီးလက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာအကူအညီပေးရန် ဝါရှင်တန်ကိုလက်မြကူညီတောင်းခဲ့သည်ဝါရှင်တန်သည် KMD ထပ်ပိုး၍အရေးကြီးသောပြဿနာနှင့်ရင်ဆိုင်နေကြရသည်1950ခုနှစ်ဇွန်လ25ရက်နေ့တွင်မြောက်ကိုရီးယားစစ်သား33000ကျော်သည်38မြင်းမြိုင်ကိုဖျက်ကျော်ပြီးတောင်ကိုရီးယားကိုဝင်သိမ်းကြသည်တောင်ကိုရီးယားတွင်စစ်အင်အားနည်းသောကြောင့်အရန်တက်များအမေရိကန်စစ်တပ်များအားလုံးစုပေါင်းမှအင်အား၄သိန်းဖြင့်ခုခံကြလေတော့သည်ကိုရီးယားစစ်ပွဲတွင်အမေရိကန်စိုးရသည့်ကုလသမဂ္ဂဘက်မှဘောင်ဝင်ကူညီနေသောကြောင့် GMT တို့ကိုအပြည့်အဝအကူအညီမပေးနိုင်ထို့ကြောင့်ချန်ကေရှိတ်ကိုဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်လေတပ်မှအကူအညီမပေးနိုင်သောအချိန်ကာလတွင်အကူအညီပေးခဲ့သောဗိုလ်ချုပ်ကပိုင်ရီချင်းနော်ဤဂျာဗျန်တပ်ဖွဲ့ကို တာဝန်ပေးလိုက်သည်ချင်းနော်ဤအရက်ဖတ်သေးယူပို့ဆောင်ရေးလေကြောင်းလိုင်းသည်တိုင်ပင်နှင့်ဘန်ကောက်မှဇာနယ်ရိတ်ခါနှင့်စစ်လက်နက်များကိုမိုင်းဆက်လင်းရင်ဝင်းသို့ပို့ပေးရသောတာဝန်ကိုထမ်းဆောင်ရလေသည် 1952ခုနှစ်တွင်ဗမာတပ်မတော်ထောက်လင်းရေးရရှိများ၏အစီရင်ခံစာအရမိုင်းဆက်လင်းရင်ငွင်းသို့တပတ်လင်းရင်၅ချိန်တီတီသေးယူပို့ဆောင်ရေးလင်းရင်များနှင့် C47 လင်းရင်များဖြင့်လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာများပို့ပေးနေသည်ဟုအစီရင်ခံကြသည် GMD တမူးကြီးနှုတ်ဦးဖြစ်သောချန်နှင့်တိုင်တို့သည်ဌာနချုပ်အသစ်ကိုအခိုင်အမာပြုလုပ်နေကြစဉ်ဘိုးကန်ဒေတာဝါဒေတာနှင့်ဂျိုင်းနှုံတောင်နှမ်းများမှ GMD များသည်ဒေတာကံများဖြစ်ကြသောကိုးကံများ ဝါများ၊လာဟုများ၊အခါများ၊ရှမ်းများ၊ပလောင်များကိုစစ်တင်တန်းများပေးကြသည်။ဘိုးကံများသည်ဟန်တရုတ်များဖြစ်ကြသောကြောင့် KMD တို့နှင့်သွေးနီးကြသည်။ KMD တို့ကိုယူနန်နယ်စပ်မှတရုတ်များကထောက်ခံကြသည်။ရန်ကိုင်းရှိ အော်လီရန်တို့၏ဘိုးကံတပ်ကလည်း KMD တို့ကိုထောက်ခံကြသည်။1950ခုနှစ်ဒီဇင်ဘာလတွင်အင်အား6000ခန့်ရှိသောကွန်မြူနစ်စန့်ကျင်ရေးအမျိုးသားတပ်မတော်ကိုမိုင်းဆဝတောင်တန်းရှိပန်းရောင်ကူးကန်ဒေသအလဲပိုင်းတို့တွင် ခွဲဖြန့်ချထားလိုက်သည်အမေရိကန်လေယာဉ်မှူးများသည် C45 တဲယူပို့ဆောင်ရေးလေယာဉ်များ C475 တဲယူပို့ဆောင်ရေးလေယာဉ်များဖြင့်ထိုင်ဝမ်မှစစ်လက်နက်မျိုးစုံတဲယူလာပေးသည်စစ်တပ်များဘဇူကာများမော်တာများလေယာဉ်ပြင့်မြောက်များ M1 ကာပိုင်တပ်နက်များခဲယမ်းမီးကြောင်များစေဝါများသာမကဘိန်းများပါယူလာခဲ့ကြသည်ရိုင်းတုံမြောက်ဘက်ရှိမိုင်းရန်တွင်စစ်စခန်းအသစ်ဖွင့်လှစ်ခဲ့သည် မမပြည်တွင်းရှိ KMD တပ်များကိုဘိုးချုပ်လီမီကအုပ်ချုပ်သည်ဘိုးချုပ်လီမီလိုအပ်သမျှ CIA ရရှိများကိုပြောလိုက်သောအခါအမေရိကန်အစိုးရမှချက်ချင်းဖြစ်စည်းပေးသည် KMD တပ်ထဲတွင်တောင်နန်းသားများပါဝင်လေသည်အင်အားသုံးစားများဒိုးလာသောအခါဗမာအစိုးရစစ်တပ်နှင့်တိုက်ခိုက်နေသောအဘုံအဖွဲ့များနှင့်မဟာမိတ်ဖွဲ့ရန်ကြိုးပမ်းလေတော့သည် KMD တပ်၏ရည်ရွယ်ချက်သည်မုတ်တမပင်လယ်သို့ထွက်ပေါက်ရရှိရန်ဖြစ်သည်မုတ်တမပင်လယ်ထွက်ပေါက်ရရှိပါကအမေရိကန်စစ်သည်မောများမှလက်နက်ခဲယမ်းနှင့် ဓာတ်နဲ့ရိတ်ခါဈေးဝမ်းများတန်ချိန်ပေါင်းများစွာရရှိနိုင်ပြီဖြစ်သည်ရေဥစွာ KMD တက်များသည့်ကရင်သဘုံဖွဲကရင်ဤသဘုံတက်များနှင့်ပူးပေါင်းပြီးမော်ရှိတတုတွင်ကိုသိမ့်ပိုက်လိုက်ကြသည် မော်ချီတတုတွင်ကိုသိမ့်ပိုက်ထားလိုက်သောအခါဆက်သွေးရေးလမ်းကြောင်းသည်ဒေါငူဒေတာတဝိုင်နေရာတော်တော်များများကိုသွာလာလှုပ်ရှားနိုင်သောအနေအထားဖြစ်လာသည်မောချီတတုတွင်နှင့်တောင်ကူလန်းကိုသိမ့်ပိုက်လိုက်ရာတွင်မွန်းတပုံကောင်းဆောင်နိုင်အောင်ထွင်၏အကူအညီများစွာရရှိခဲ့သည် နိုင်အောင်ထွန်းကသူ၏ MNDO ကိုအားလုံးကအတိမတ်ပြုကြရန်တောင်းဆိုခဲ့သည်။ထိုအချိန်တွင်ထိုင်ဝမ်မှ KMD စစ်သားများနှင့်လက်နက်ခဲယံတိုင်းချင်း4500တင်ဆောင်လိုင်းသောဂုံသင်းမော်တစ်စင်ကပလီပင်လယ်တောင်ပိုင်းရောက်နေသောကြောင့်ကန်းကက်ရန်အတွက်လုံုံရီးတောင်းရာ900ဒေါနာတောင်းနန်းကိုဖျက်ပြီးကန်းကက်ရန်အတွက်လုံုံရီးပေးနေစဉ်ဘိုးကျော်သောရဲဘော်၃ချိန်မှစစ်တိုက်မှုစွန့်ရီအထက်ဆုံးဤတပ်ဖွဲ့အချင်းမီရောက်လာပြီးတိုက်ခိုက်ရာ သင်းမောသည်ကမ်းမကတ်တော်ပဲထိုင်ဝမ်သို့ပြန်မောင်းသွားရသည်မှတ်ချက်ဒီယုဖြူ KMD စစ်စင်ရေးတွင်ဗိုလ်ချုပ်ကြီးနေဝင်အနေဖြင့်ဘာတစ်ခုမှမဲမဲရရလုံနိုင်စွမ်းမရှိခဲ့ပေဗိုလ်ကျော်သောတဦးတည်းသာတက်မတော်တွင်ကြံရည်ရာဗိုလ်ကျော်သောကဥဆောင်ပြီးသက်စွန်ကြိုးပမ်းတိုက်ခိုက်ခဲ့သည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့ ကြံပြုတ်ခြင်းနာများရှိရင်လဲအောက်ကကိုမှန်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဘိုနေဝင်းဘဝတွင်ရင်းမနာတွင်ဂွန်မြူနစ်တပုံတို့တိုက်သောတိုက်ပွဲမှလွဲ၍ဤသည့်တိုက်ပွဲများစွန်းစွန်းတမန်ပါဝင်ခဲ့ခြင်းမရှိပေ။ဘူးနူဤကောင်းမှုကြောင့်ဘိုလေးဘဝမှာကာနယ်အဆင့်သွင်းရောက်သည်။ကာနယ်အဆင့်မှာကာကွယ်ရေးဦးစီးချုပ်ဘိုးချုပ်ကြီးဖြစ်လာသည်။သို့သောဘိုးချုပ်ကြီးနေဝင်သည်အလိုရမတ်ကြောင့် မိမိနဲ့ထိုက်တန်သည်မထိုက်တန်သည်ဟုမစင်းစားပေတမတော်ကြောထောင်နောက်ခံရှိပါကလှုပ်ချင်တာလှုပ်လို့ရသည်ဟုယူဆခဲ့သည်လှုပ်ချင်တာလှုပ်နိုင်ခဲ့သည်သို့တော်ဥနေဝင်းသည် အတန်းပညာပြည့်စုံအောင် သင်ခွင့်မရခဲ့သောကြောင့်အုတ်ချုပ်ရေးပိုင်းတွင်လက်နက်အားကိုပြီးအုတ်ချုပ်နိုင်သည်မှန်တော်လဲနိုင်ငံတော်စီမံခန့်ခွဲမှုအပိုင်းနိုင်ငံတော်ဒူထောင်ရေးအပိုင်းနှင့်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အားလုံးတွင်ညံပြင်းလွန်းသောကြောင့်သူသည်အသက်ရှည်သည်အာနာရခဲ့သည်သို့တော်ဘုံမကြီးပေ ပြည်သူလူထုကသူ့ကိုလေးစားသူမရှိတိုင်းပြည်ကိုကြောက်ထဲကြကနီလက်တလုံးလိုမှကဲတင်ခဲ့သည်ဟုပြည်သူလူထုကိုလိန်ညာပြီးတိုင်းပြည်ကိုနလန်းမထုံနိုင်သောကြောက်ကြီးတဲ့တွန်းချခဲ့သူဖြစ်သည်ဟုလူတိုင်းသိကြသည်သူတွင်ကာကွယ်ရေးဦးစီးချုပ်အဆင့်မှထာဝရအာနာရှင်သမရာကြီးပါတီဥက္ကဋ္ဌကြီးဖြစ်လို့သောကြောင့်တမတော်တွင်ရိုးသားဖြောင့်မတ်ပြီးစစ်စွမ်းရေးထပ်သောဘိုလ်ချုပ်ကျော်စောကိုကွန်မြူနစ်များနှင့်ဆက်သွယ်သည်ဟုစွပ်စွဲပြီးတမတော်မှထုတ်ပြခဲ့သည် ဘူချုပ်ကျော်စောသည်ဒါမန်အယက်သားဘဝဖြင့်နှစ်ပေါင်း20နေခဲ့ပြီးမှဘကဘာနှင့်ပူပေါင်းပြီးတောခိုသွားခဲ့သည်ဘူကျော်စောတောခိုချင်းမှစပြီးဥနေဝင်ခေါင်းခဲရတော်သည်ဘကဘာတို့နှင့်ဗမာတမတော်တိုက်ပွဲကြီးများစွာရင်ဆိုင်ခဲ့ရသည်ထိုအခါမကြေပွဲဖြစ် KMD နှင့် KNDO တို့ပေါင်းပြီးဘိုက်ကော်မျိုးကိုသိမ်းပိုက်ခဲ့ကြသည်ထို့နောက်ဘောလိတ်လွိုင်ပွန်နှင့်နန်ဖန်တို့ကိုသိမ်းပိုက်ခဲ့သည် ထိုအခါ KMD တို့သည်တန်လွင်မြစ်တစ်လျှောက်ဂုံးမြင့်ဒေသကိုသိမ်းပိုင်နိုင်သောအနေအထားဖြစ်လာသည်ထိုဒေသများတွင်ဗြိတိရှားခေတ်ကတည်းကဘိန်းဆိုင်ခွင့်မရှိပေယူနန်မှဘိန်းဆိုင်သောလယ်သမားများသည်မော်စီတုံးအစိုးရကဘိန်းဆိုင်ခွင့်မပြုသောကြောင့် KMD တပ်များသိမ်းပိုက်ထားသောတောင်နန်းဒေသများတွင်ခိုးလုံနေကြသည်ဘိန်းကုံတွေများသည်ထိုအချိန်ကတရုတ်လူမျိုးများဖြစ်ကြသည်ထိုကြောင့် KMD တပ်သည် သူတို့သိမ်းပိုက်ထားသော နေမြေတွင်ဘိန်းဆိုင်ခွင့်ပြုခဲ့သည်ဘိန်းကုံတော့ပေးရသည် ဘိန်းဆိုင်သူတို့သည်လွတ်လပ်စွာစိုက်ပျိုးခွင့်ရသောကြောင့်အကြီးအကျယ်တိုးချဲစိုက်ပျိုးကြလေတော့သည်မူလာကလေးကဘိန်းဆိုင်သောအတွေ့အကြုံများစွာရှိသောကြောင့်တောင်သူလေသမားတို့သည်ဘိန်းကိုကြီးကျယ်စိုက်ပျိုးကြလေတော့သည် BMD တို့ကလုံခြုံရေးအတွက်အဆအဆအရာရာတာဝန်ယူထားသောကြောင့်ဘိန်းဆိုင်ပျိုးထုတ်လုံမှုတွင်ဒန်လွင်မြင့်အနောက်ဘက်ကမ်းအထိပြန့်နှံ့လာခဲ့သည်မမတက်မတော်သည်ဘိန်းဆက်ယုံတစ်ခုကို KMD တို့၏လင်းခွင်းဤတွင်တွေ့ရသည်ဟုသတင်းပေးသည် CIA ကထောက်ခံထားသောဗမာပြည်တွင်မှလျှို့ဝှက်စစ်စင်ရေးကို 1950မှ1962ခုနှစ်ထိမမတပ်မတော်မှတိုက်ခိုက်ဖြိုခွင်းနိုင်စွမ်းမရှိခဲ့ပြီဗိုလ်ချုပ်ကြီးနေဝင်း၏အိမ်ဆောင်အစိုးရလက်ထက်တွင်လည်းကုမင်နံပြဿနာကိုဖြေရှင်းနိုင်စွမ်းမရှိထိုအချိန်တွင် KMD တို့ကိုရင်ဆိုင်နိုင်စွမ်းရှိသောတပ်မတော်မှတမှုဘိုမှုချုပ်ကျော်စောကိုလည်းဗိုလ်ချုပ်ကြီးနေဝင်းသည်တပ်မတော်မှဖယ်ရှားခဲ့ပြီးဖြစ်ရာတပ်မတော်တွင်အာကိုအားထားပြုလောက်သောတမှုများမရှိသောကြောင့်ဗိုလ်ချုပ်ကြီးနေဝင်း၏အိမ်ဆောင် အစိုးရလက်ထက်တွင်ကုမင်နံတို့ကိုထိပါခြင်းမပြုဝန်ပေး 1960ရွေးကောက်ပွဲတွင်ဥနုဤပြည်ထောင်စုပါတီအနိုင်ရပြီးနောက်တရုတ်ပြည်ချစ်ကြည်ရေးခရီးစဉ်တွင်ဥနုကမိမိနိုင်ငံအတွင်းဇယ်စုနှင့်တခုကြောကြောဘိုးကျစိုးမိုးနေသောကူမင်နန်တပ်များကိုတိုက်ထုတ်ပေးပါဟုမော်စီတုံးထံအကူအညီတောင်းရာ UN line နဲ့တိုင်ပင်ပြီးစစ်စင်ရေးအတွက်အသေးစိတ်တိုင်ပင်ကြသည် PMD တို့နေရာယူထားသောတန်လွင်မြစ်အရှိတ်ဘက်ကန်းနေအနောက်ဘက်ကန်းဒေသကိုတရုတ်ပြည်သူလွတ်မြောက်ရေး PLA တပ်မကြီးသွာလာရန်လွန်စွာခက်ခဲရှိသည် ထို့ကြောင့်ဗမာတပ်မတော်မှလမ်းပြအဖြစ်ကူညီပေးဖို့လိုအပ်သည်1962ခုနှစ်ဇန်နဝါရီလ26ရက်နေ့တွင်တပ်မတော်မှ GMD တို့၏အဓိကစခန်းဌာနချုပ်တစ်ခုဖြစ်သောမောင်ပလာယိုစခန်း၏ဒီနေရာကိုအသေးစိတ်လေ့လာပြီးနောက်ဗမာတပ်မတော်မှတပ်ဖွဲ့6ခုတရုတ်ကွန်ပျူနစ်တပ်မတော်မှတရင်3ခုပေါင်းပြီးညှက်ပူးညှက်ပိတ်တိုက်ရာအလစ်တွင်အတိုက်ခိုက်ခံလိုက်ရသောကြောင့် GMD တို့ထွက်ပြေးကြရာအမေရိကန်မှထောက်ပံ့ထားသောလက်နက်ခဲယံတန်းချင်း9ရန်သိမ်းဆီးရမိလေသည် ထို့နောက်မဲကောင်မြစ်တစ်ချောင်းစုပ်ပြေးသော KMD တပ်များကိုတရုတ်ကွန်မြူနစ်တပ်မတော်သည် လာအိုနိုင်ငံအတွင်းထိနှက်ဆိုင်စွာထိုးဖောက်ဝင်ရောက်ပြီးထက်ကြံမကွာလိုက်ပြီးတိုက်ထုတ်သည်ဗမာပြည်ကိုစွန့်ပြီးလာအိုနိုင်ငံတွင်ခိုးလုံနေသော KMD တပ်များကို CIA သည်ပသက်လာအိုတပ်များကိုတိုက်ခတ်ရန်အတွက်ပြန်၍လက်နက်တပ်ဆင်ပေးသည် KMD အဓိကစစ်ဌာနချုပ်ကြာဆုံးသွားသောကြောင့် KMD တို့သည်အုပ်စုနှစ်စုကွဲထွက်သွားသည်အမှတ်၅တပ်သည်ချင်းရိုင်းအနောက်မြောက်ဘက်မိုင်30အကွာရှိ မက်စလောင်တောင်တွင်အခြေစိုက်စခန်းပြုသည်သတိအင်အား1800ရှိပြီးဥဆောင်ကြသောသူများမှာဘိုဂျုတ်ထမ်ချင်းဝမ်ဥဆောင်သည်ဒုတိယတပ်သည်အမှတ်3တပ်ဖြစ်ပြီးအင်အား1400ရှိသည်ဥဆောင်သူသည် ချင်းမိုင်မြို့အနောက်ဘက်မိုင်90အကွာရှိရီဒေါ်တောင်အနီးဒေသတွင်အခြေစိုက်သည်1980တွင်အမှတ်5တပ်ကိုဥစည်းသောဘိုဂျုတ်ထရာရှင်ဝမ်ကွယ်လွန်သောအခါသူ၏လက်ထောက်နှစ်ဦးကအုပ်စုနှစ်စုအဖြစ်ခွဲထွက်ပြီးတီးခြားစီအုပ်ချုပ်ကြသောအခါ အင်းအာယော်နေလာသည်1962ခုနှစ်ဇန်နဝါရီလ26ရက်နေ့တွင် DMD တို့၏ဒုက္ခပေးမှုခြုံငိမ့်ချင်းတွင်ဗမာအစိုးရသည်လက်နက်ကင်သဘုံအုပ်စု6ခုနှင့်အပြင်းအထန်တိုက်ခိုက်နေစေဖြစ်သည်1961တွင်ရန်ကုန်အစိုးရကိုပုံကန်နေကြသောအဓိကသဘုံဖွဲ့ကြီး6ခုမှာဒီရခိုင်ပြည်တွင်သခင်စိုး၏အလန်နီကွန်မြူနစ်ဆရာတော်ဦးစိတ်တား၏ရခိုင်ပြည်သူ့လွတ်မြောက်ရေးပါတီနှင့်ဂျာဖာကော်ဝါမူဂျာဟစ်အဖွဲ့များနှင့် မာပြည်အလဲပိုင်းတွင်သခင်တန်းထွင်ဤဗမာကွန်မြူနစ်ပါတီကြီးသူရဲဘော် PVO တမတော်မတော်ခိုးတရင်များ၃တနင်းသာဤတိုင်းဘတ်တွင်ဂေါ်သူလေးလက်နက်ကိုင်းတက်များနှင့်ကချင်းတဘုံကရင်နီးတဘုံများပအိုးတဘုံများပလောင်စစ်သားများစုပေါင်းပြီး KAS ရောင်းဆောင်တဘုံစသဖြင့်စုံလင်းစွာ ရှိကြသည်။ပောင်ကြီးဤပတ်ဝန်းကျင်တောင်နှမ်းများတွင် PNO တဘုံများရှိသည်။1952ခုနှစ်တွင်အလန်နီကွန်မြူနစ်အလန်ဖြူကွန်မြူနစ် ဘဂဘာနှင့်ပြည်သူရဲဘော် PVO တို့ပေါင်းပြီးသုံးပါတီမဟာမိတ်အဖြစ်ဖွဲ့စည်းခဲ့ကြသည်။1958ခုနှစ်တွင်ဒေါ်ဘလိုသည် KNPB ကိုတည်ထောင်ခဲ့သည်။1958တွင် MNDO သည် အစိုးရ၏လူငင်းရှမ်းသာခွင့်ကိုယူပြီးအလင်းဝင်သွားသောကြောင့်နိုင်ရွှေချင်းသည်လက်ကျန်မွန်တပုံများကို စုစည်းပြီးမွန်ပြည်သစ်ပါတီဟု အမည်ပြောင်းလဲခဲ့သည်။ဒိုင်းရင်သားတို့၏ပေါင်းရန်အမျိုးသားကာကွယ်ရေးတပ်သည် တမတော်ကိုအေးနေပြီးနောက်လားရှုံမြို့နှင့်နန်ခမ်းမြို့များကိုလက်လွဲပြီးတကွဲတပြားစီခွဲထွက်ပြီးပြန်၍အင်အားစုခဲ့ကြသည်။ရန်တဘုံတို့၏တော်လန်ရေးသည့်ဗမာအစိုးရနှင့်ဗမာတမတော်သည်ပင်လုံစာချုပ်ကိုချိုးဖောက်ကြသောကြောင့်ဖြစ်သည်။1948ခုနှစ်နိုင်ငံတော်ဖွဲ့စည်းပုံရှေးကဥရေမှ Chapter 10တွင်ဒိုင်းရင်သားများကိုဒန်းလူရီသူဆက်ဆံရမည်။ဒိုင်းရင်သားများကိုဒန်းလူရီသူဆက်ဆံခြင်းမပြုဘဲအနိုင်ကျင့်ပါကလူလက်ရေးရပြီး စင်နှစ်ကြာချင်းတွင်ဖက်ရန်မူပေးရမည်ဟုအတိအလင်းပြထန်းထားပါလျက်ဥနုကမလိမ့်တပတ်လှုပ်သည်ဘူချုပ်ကြီးနေဝင်းကပြောင်ပြောင်တင်းတင်းချိုးဖောက်သည်လက်တွေလှုပ်ရမ်းများတွင်ဝင်းကြီးချုပ်ဥနုနှင့်ဘူချုပ်ကြီးနေဝင်းတို့သည်ဒင်းငါးပြားတစ်ခုမှခေါင်းနှင့်ပန်းဖြစ်ရာဒိုင်းရင်သားအခွင့်ရေးမပေးလိုပဲဗမာလူမျိုးကြီးဝါရာဖြင့်လဝက်ကြီးအုပ်အနိုင်ကျင့်လိုသောစိတ်ဓာတ်မှာပင်အတူတူဖြစ်သည်1962ခုနှစ်မတ်လ2ရက်နေ့တွင်ဘူချုပ်ကြီးနေဝင်းသည်ဥနုကိုဖမ်းပြီးထောင်ချကား ိုင်ငံတော်အာဏာလုခဲ့သော အချိန်မှ စပြီးဝဲလွန်ချိန်အထိရန်သူဖြစ်ခဲ့ကြသည်1968နောက်ပိုင်းကာလတွင်ဒိုင်းရင်သားသဘုံအဖွဲ့များသည်သူတို့အဖွဲ့ရည်ရှိရက်တည်နိုင်ရေးအတွက်ဘိန်းဆိုင်ပြိုးရာမှဘိန်းလုပ်ငန်းမှရသောဝင်ငွေသည်မမောစရာကောင်းလောင်အောင်များသောကြောင့်သိရသောအခါဒေသခံစစ်ဗျင်းများသည်အချင်းချင်းနေရာလုလာကြသည်ထိုအခါဗိုလ်ချုပ်ကြီးနေဝင်မွေးထားသောကာကွယ်ရေးအဖွဲ့မှစစ်ဗျင်းလော်စစ်ဟန်နှင့်ခွန်စာတို့သည်ဗိုလ်ချုပ်ကြီးနေဝင်ခိုင်းနာလုံမနေတော့ဘဲ ဘင်းကိုသာစီးပွားဖြစ်စိုက်ပျိုး၍ဟီရိုအင်းချက်ပြီးအနောက်တိုင်းကုန်းသည်များထံရောက်ချကာအကြီးအကျယ်စီးပွားဖြစ်လာကြသည် ထမအုပ်ဆုံးနာမည်ကြီးလာသူသည်ဥနေဝင်းဤကာကွယ်ရေးအဖွဲ့မှလော်စစ်ဟန်သည်ဘင်းဘရင်လော်စစ်ဟန်ဖြစ်နိုင်ငံတကာ၌ထင်ရှားခဲ့သည်ထိုချိန်ကဥနေဝင်းသည်နိုင်ငံတကာ၏အထောက်ပံ့ကိုယူနေရသောအချိန်ကာလဖြစ်သောကြောင့်နိုင်ငံတကာမှဖိအားပေးသောကြောင့်ဘင်းဘရင်လော်စစ်ဟန်ကိုဖမ်းမိတည်ထံပေးခဲ့သည်သို့သောအရှင်းချင်းအပေးအယူရှိကြသောကြောင့် ဂျိုးပေးခြင်းမပြုဘဲထောင်ထဲနှစ်ရှည်ထားစဉ်1980ပြည့်နှစ်အထွေထွေလူငိမ့်ချမ်းသာခွင့်ဖြင့်လော်စဟန်ထောင်မှလွတ်လေသည်ခွန်စာကိုလည်းဖမ်းမိပြန်လွတ်ပေးခဲ့သည်ခွန်စာကိုဘိမ့်မရင်ခွန်စာဖြစ်နဝတအစိုးရလက်ထက်တွင်ကပအတိုင်းဝိုင်းကအတိမတ်ပြုခဲ့ကြသည်ဇာရေးသူသည်1989ခုနှစ်တွင်ရန်ပြည်မုံကိုဒေတာရောက်ခဲ့စဉ်ကမမအစိုးရကိုပုံကန်နေသောမူးယေရောင်းဝယ်ဖောက်ကားနေသည်တဘုံဖွဲ့များစင်းရင်ကိုကောက်ယူခဲ့ရာအောက်ပါအတိုင်းဖြစ်ခဲ့သည် လော်စစ်ဟန်1958ရန်ပြည်လွတ်မြောက်ရေးတပ်တော်1960 GIO KIA 1961ရန်မျိုးသား United တပ်ဦး1961ရန်မျိုးသားတပ်မတော်1961ဗလောင်မျိုးသားတပ်ဦး1963ကိုးကံတော်လှန်ရေးတပ်1963 SSPB SSA 1964ရန်မျိုးသားလွတ်မြောက်ရေးတပ်မတော်1966 ရှမ်းပြည်မျိုးသားလွတ်မြောက်ရေးအဖွဲ့1966ရှမ်း United Army 1969 CPB 1968ရှမ်း United ဒေါ်လန်ရေးတပ်မတော်1969မဟာစံ1969လာဟုအမျိုးသား United Party 1983 WNOWNE 1984ရှမ်းပြည်သူလွတ်မြောက်ရေးတပ်ဦး1984 PSLB 1986 BNU 1986တိုင် လွတ်လပ်ရေးတက်မတော်1988ဝါအမျိုးသားကောင်စီ1982တိုင်းလင်းတော်လှန်ရေးကောင်စီ1984မုံတိုင်းတက်မတော်1985 LNO 1985 United ရှမ်းမျိုးရှစ်ကောင်စီ1989 United ဝနိုင်ငံတော်တက်မတော် UWSC 1988 ABSDF အမနိုင်ငံလုံးဆိုင်ရာចောင်းသားတက်မတော်1988တို့ဖြစ်ကြသည်ထို့ဖွဲ့အားလုံးသည် ဗမာစစ်အစိုးရကိုတော်လန်ရာတွင်ဗမာသဘုံများကနိုင်ငံရေးခံယူချက်ဖြင့်တောခိုခဲ့ကြသည်။ဒိုင်းရင်သားသဘုံအဖွဲ့များသည်ဒိုင်းရင်သားတို့၏ရပိုင်ခွင့်အထွတ်တော်လန်ခဲ့ကြသည်။သို့သောနောက်ပိုင်းကာလတွင်သဘုံအဖွဲ့အသီးသီးသည်ရေရှည်ရက်တည်နိုင်ရေးအတွက်ဘိန်းလုပ်ငန်းမှဝင်ငွေရှာဖွေကြရာဘိန်းလုပ်ငန်းသည်စီးပွားဖြစ်ကြောင်းသိလာကြသောအခါစီးပွားရေးသဘုံများဖြစ်လာကြပြီးတမတော်နေရင်ဆိုင်တိုက်ခိုက်ခြင်းမပြုကြတော့ဘဲအပေးအယူပြုလုပ်လာကြတော့သည်။ ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နဲ့သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ